AVA 1940စီဇန်2အခန်း19ကြီးမားကျယ်ပြန့်လာသောတစ်တက်ကြီးအုပ်ဖို့တောင်ကြီးမှကိုယ်ရွာများအားလုံးဤဘာမှာကိုယ်လူမျိုးများသည် ထိုတစ်တက်ကြီးအတွင်တွင်ဝင်ရောက်စုယုံနေထိုင်ကြသည်မှာတစ်နှစ်ပင်ရှိခဲ့ပြီဖြစ်သည်ကိုယ်တို့၏ခေါင်းဆောင်ကုန်နေသည်ကိုယ်စော်ဘားပွဲကိုခံယူလိုက်သည်1946ခုနှစ်တွင် စားနပ်ရိက္ခာရှားပါမှုစစ်ပွဲမှစရိုက်ဖြစ်ပွားမှုကြောင့်အင်းဝတွင်ငံ့မှုမှုကြုံကြရသည် ။တမ်းမှုမှုနဲ့အတူအင်းဝလက်အောက်ခံနယ်များတွင်လူရွက်စိုးတမ်းမှုများက ထိမ့်မနိုင်သိမ့်မရခဲ့။မြို့ရွာများမှာလူဝင်အားရှိသောခေါင်းဆောင်များမှာမိမိရဲ့ရွာကာကွယ်ရေးအတွက်တစ်တက်စူးတက်များကာယံနေခွင့်ကိုအင်းဝနန်းတော်မှခွင့်ပြုခဲ့ပြီးဖြစ်သည်။ဗီဒင်ကိန်းကန်းများအရာ မကြာမီတွင် အင်းဝနန်းတော်ကြီးပျက်စီးတော်မူသော ကောလာဟာလာများထွက်ပေါ်နေသည်။ဖို့တော့ဝတဖို့မိတော့မိဟူသောတပောင်ကလည်းပေါ်ပေါလာသည် ထိုးတပောင်ရာအုပ်ဖို့တောင်ကြီးမှကိုေကောင်းဆောင်ကိုနေအိမ်မှာမင်းလောင်ဟုကြော်ကြလာ၏ထို့ကြောင့်အုပ်ဖို့နီးမရရာအချက်ထော်ကန်ဘယ်ကျော်တို့ဥဆောင်သည်မွန်လူမျိုးများကလည်းကိုနေအိမ်နှင့်ပူးပေါင်းလာကြသည်ကိုနေအိမ်တိတ်တက်ကြီးစီသူအရှိမြောက်ရက်စီများမြင်းများနှင့်လာတန်းကြီးတို့ခုဥတီလာနေ၏ထိတ်ဆုံးမှမြင်းစည်းမှကံပလွေကြီးမှုတ်တံကိုထွက်ပေါ်လာသည်တိတ်တက်ပေါ်ရှိကိုေးစစ်သည်များလှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏ ထက်အောင်အဖြူရောင်ကိုဝစ်ဆင်လာပြီးပရိဂုံတကုံးကိုဆွဲထားသည်ကုံနေအင်ကတစ်တက်ကြီးအပြင်ဘက်လွင်ပြင်ကို မြင်နေရသည်နတ်ကုန်းကုန်းပေါ်သို့တက်လာသည်ထီတော်မိုးတို့ကအနောက်မှအပြေးလွာလိုက်လာ၏မွန်အစုခေါင်းဆောင်ဖြစ်သောထော်ကန်းကလည်းနောက်မှတက်လိုက်လာသည်ဘသူတွေလဲဆော်ဝါး၏ကုံနေအင်ကသွားမဲကြီးများ ပေါ်အောင်ပြုံးလိုက်သည်ပလူရံရတော့ကျုံ့မအောင်မွေးနဲ့အတူပြန်လာတာပဲကြိုးစို့ဖို့ပြင်ရမယ် ခဏကြာတွင်တစ်တက်အတွင်ရှိကိုယ်လူမျိုးများမှာအလုတ်ရှုံသွားကြသည်ကိုယ်အမျိုးသမီးများဤစဘာထောင်းတံများထွက်ပေါ်လာသည် မွေးမြူထားသောဝက်အချို့ထံမှအော်တန်စူးစူးရှက်ရှက်များထွက်လာ၏သူရိန်သောသခိုင်းတွင်ကြာဆုံးပြီးနောက်ဇနီးဖြစ်သူနာလဲသည်ငကတ်ငနတ်တို့နှင့်အတူကိုယ်တို့ဤစစ်သူကြီးမှဖြစ်လာသည်နာလေသည်ကိုရိုးရာရာဘာသာရေးကောင်းဆောင်အမျိုးသမီးတာမာလာတူလဲဖြစ်သည်ဖြင့်ကိုရိုးက နာလဲ့ကိုကုံလဲ့အိတ်နေရအားစက်ခံပြီးခေါင်းဆောင်ဖြစ် ခံယူထားကြ၏ထို့ကြောင့်နာလဲ့ဤအောင်ပွဲအတွက်ခေါင်းနှောင်းဤခေါ်ဟင်းနှုတ်နှင့်ဝတ်သားများချက်ရန် ပြင်ဆင်ကြခြင်းဖြစ်သည်တစ်တက်တကားကြီးပွင့်သွား၏ငကက်နှင့်ငနက်ကိုဝင်းရံလျက်နာလဲ့ကမင်းညိုကြီးကိုစီးကာရှေ့ဆုံးမှဝင်လာသည်နကုန်းကုန်းမှမစော်ပွားကြီးစောင့်နေပါတယ်တာလာမရှင်မနာလဲ့ကခေါင်းကြီးပြလိုက်ပြီးမြင်းပေါ်မှာဆင်းလိုက်သည်ငါသားလေးရော အထင်းတော်တွေနဲ့ရှိပါတယ်သခင်မငကတ်တို့လူတွေခရီးဝေးကြီးကလာကြရတာသူတို့နားယူရှင်တို့စီစဉ်ပေးလိုက်ပါအိုးငကတ်ကပါလာတဲ့ပစ္စည်းတွေနဲ့လားတွေကိုယူပြီးအပေါ်အရင်သွားလိုက်ပါငါသားလေးနဲ့သွားတွေ့ပြီးလာခဲ့မယ်အထင်းတော်တို့ကခလင်းငယ်ကိုခြီလာပြီးနားလဲရှေ့တွင်ခြာပေးလိုက်သည် သူ့နီးတို့ဇက်တော့ဇက်တော့ပြေလျှောက်လာတော့ခလင်းငယ်ကိုနားလဲကပွင့်ချီကနမ်းလိုက်ထို့နောက်ခလေးကိုခြီလျက်နှကုန်းကုန်းပေါ်သို့ တက်လာ၏ နဂုံးကိုရှိကွက်လက်တွင် ကုန်နေအိမ်နေကိုယ်ဘာသာရေးကောင်းဆောင်တာဘိုးမြခါစီတန်းထိုင်နေ၏သူတို့ဘေးတွင်မုံကောင်းဆောင်များဖြစ်သော ထော်ကန်းနှင့်ဘူပဲကျော်ငကန်နေအဖွဲကဘော်ရင်းမှတင်းဆဲရလာသည့်ရွှေငွေများကို လားများပေါ်မှချနေ၏နှမနင်းတို့အားလုံးစောင့်နေကြပြားပြောင်းနှမိတ်နဲ့ငါတို့ဆုံးဖြတ်ရမယ့်အချိန်ရောက်ပြီဘာကိစ္စကိုဆုံးဖြတ်ရမှာလဲအကိုငါတို့ကလူသူအင်အားအခိုင်အမာရှိပြီး ဘော်ရင်းကငါးနမောက်လို့ရလာတဲ့ပစ္စည်းတွေနဲ့ဆိုရင်လက်နေရေးကစုဆောင်းမှုရလေပြည့်စုံပြီငါတို့အင်းဝတ်ကိုတီလင်းပုံကံမှုဆုံးဖြတ်ရမယ်အချိန်ပဲဒီအတွက်တာဘိုးတွေလည်းစုံညီနေပြီနာလဲကခလေးကိုချီလျက်နှကုံးရှိရာသို့ရှောက်လာသည်နှကုံးပေါ်မှပြားဖြောင်းနိုင်ကငိမ့်လူဆဲဆဲနာလဲကမျက်လုံးများကိုမိတ်လိုက်ပြီးတစုံတရာရွတ်ဖက်လိုက်ထို့နောက်မျက်လုံးများကိုဖွင့်ကြည့်လိုက်သည် ွေးကောက်စာတက်သွားသည်ပြားဖြောင်းနိုင်မိဂုံဝင်များကို နားလဲကသေချာကြည့်ကအတိတ်ပဲဖော်နေ၏သူဤတားငယ်ကပြားဖြောင်းနိုင်ကိုလက်ဖြင့်စုပ်ကင်လိုက်သည်အပူချိန်ကြောင့်ကလေးငယ်မှာဝါကနေအုံဥတော်သည် နားလဲကအလံတကြားနောက်ကိုစုပ်လိုက်၏ငယ်စဉ်ကတည်းကပြားဖြောင်းနိုင်နမိတ်ကောက်ရာတွင် အမှန်ကန်ဆုံးဖြစ်သည့်တာလာမှာနားလဲဤအဖြစ်ကို အားလုံးကမျှော်လင့်နေကြသည်အရက်လေးမျက်နာကစစ်ပွဲတွေကိုမြင်နေရတယ် အင်းဝါမီယုံတောက်လောင်ပြီးပျက်စီးသွားလိမ့်မယ်။ငါတို့လည်းမဖြစ်နေဒီစစ်ပွဲထဲမှာပါဝင်ရလိမ့်မယ်။နောက်ထပ်မြို့တော်အသေးကြီးတစ်ခုပေါ်လာတော့မယ်။ကုန်းနေအင်းကစိတ်လုံရှားစွာဖြင့်နာလဲအနာတို့ကတ်လာသည်။အဲ့ဒီမြို့တော်အသေးကြီးဟာငါတို့အတွက်လား။နာလဲကခေါင်းခါလိုက်ဤ။အဲ့ဒါတော့ငါမပြောတတ်ဘူးအကို။ပြားပြောင်းနိုင်ရဲ့မိโกငွေတွေကတော့ငါတို့ကိုဇာတိမြေစီကိုပဲပြန်ညွန်ပြတယ် ဘာဖြစ်ဖြစ်ငါတို့စစ်တိုက်မှာအသက်ရှင်ကြမှာကုံလည်းအင်းကသူ့အတွက်ခင်းချင်းမေးရသည်တစ်သားတလုံးပေါ်တွင်တွားထိုင်လိုက်သည်ငါတို့ဒီနေ့မိုးကုံတာနဲ့စစ်တိုက်ဖို့အသင့်မြင်ကြမယ်နားလဲကခလေးချီလျက်ကုံလည်းအင်းဘေးတွင် မတ်တက်ရလိုက်၏အင်းဝမှာရှိနေတဲ့ကတိတွေကိုလည်းတယောက်မကျန်တုံးတင်ပြရမယ်အကိုကတိမင်းသာစံကြီးကူရာလပါငါလည်းသေးသေးရမယ်ဘူမင်းသူရင်စောအတွက် အဖမဲ့သွားတဲ့ကလေးလေးတို့ကသူတို့ပြန်ပြီးပေးဆက်ရမယ်အားလုံးတိတ်ဆိတ်သွားကြသည်တိတ်ဆိတ်နေသောတောင်တန်းတစ်ခုလုံးမှာရုံးတရက်စူညံပေါ်လောရိုက်သွား၏ချောင်းငယ်တစ်ခုထဲတွင်ရေချိုးနေသောတမိန်ထောမှာရေထဲမှအလင်းမြန်ပြန်တက်လာ၏ဘာကန်တွေလည်းပညာစိန်တမိန်တော်ကတတ်တော်ဆောင်ပညာစိန်ကိုမေးလိုက်သည်ပညာစိန်သည်တတ်တော်ဆောင်ဟုဆိုတော်လဲအသက်မှာဆယ်ကျော်တက်အရွယ်ပင်ရှိသေး၏ ဦးအောင်လှဤညီဝန်းခွဲစစ်ကဲပတိုင်းနောင်မြောက်ရီမျိုးသားဗညာပတိုင်းမှမွေးရသည့်တူတော်ဆက်သူဖြစ်သည်ဦးအောင်လှကတမိန်တော်ဤနဘေးတွင်သူဤဆွေမျိုးလူငယ်တို့ကိုတမိန်တကာထားရခြင်းလည်းဖြစ်သည်ဟန်တော်ရီကအမကြီးပညာတလားနဲ့လက်ရောက်မှုတက်တွေချီလာကြောင်းစီသံမောင်းတန်နေပါအရှင်။နင်းတီရီစိတ်ဓာတ်ကံပေသောရေလဲပစိုးကိုတမိန်တော်ကအလင်းမြန်ဝစ်ဆင်လိုက်သည်။ဗညာစီတုံဦးကင်းစီသွားကြီး ဘာကြောင့်ထူးသလဲပြီးရင်လာပြန်ပြော။ပညာစိန်ကယာယီတဲနန်းစကန်းဤတက်ဦးကင်းစီတို့ခတ်တုတ်တုတ်ရှောက်သွား၏။တမိန်တော်အဝိစားများလဲပြီးချိန်တွင်ပညာစိန်ပြန်ရောက်လာသည်။လက်ထဲတွင်ထမ်းမှုစာနှစ်ဆောင်နှင့်အမကြီးပညာတလကဒီစာနှစ်ဆောင်ကိုကြိုတင်ပါလိုက်ပါရဲ့။တမိန်တော်ကမစင်းငယ်လက်ထဲမှာစာနှစ်စောင်ကိုယူလိုက်ပြီး ပထမစာကိုဖျက်ဖတ်လိုက်သည် ဘုံတော်ကြီးမြတ်လာစွာသောဟန်တော်ရီပြည့်ရှင်စင်ဖြူစင်ဒီစင်ကြားတို့ဤသခင်တမိန်တော်ဗုဒ္ဓဂိတိမင်းတရားဤဖွာတော်အောင်ကျွန်ုပ်တို့ဟန်တော်ရီတမူးတစုကိုစားရှောက်တင်ပါသည်ဖေယယခုအခါဟန်တော်ရီနေပြီးတော့ယာဇပလင်တွင်ကေတရာဇာနှင့်တူသောမင်းတရားမရှိသည့်အတွက်အုပ်အသိအစီအရင်များမှ မခိုင်မလုံမခန့်များရှိနေပါသဖြင့်ဟန်တော်ရီမျိုးတော်တို့ပြန်လဲကြွချီဆံမြန်းပါရဲ့ရှောက်ထားအပ်ပါသည်ဖေယ နောက်ထပ်စာတစောင်းကိုဖတ်ရန်ပြန်လိုက်သည်စာထဲတွင်နာမည်တစ်လုံးသာရေးထားသည်ဟန်တာဝရီပြည့်ရှင်တေနာပတိယာစာမြမိုင်းဒီယာစနာယာဓိပတိတမိန်တော်က စာကိုဖတ်ပြီးမျက်မှောင်ကျိုးလိုက်သည်ဒါကဘာလဲဗညာစိန်မြမိုင်းဒီယာစနာယာဓိပတိဆိုတာကရောဘသူလဲအဲ့ဒါအမကြီးပညာတလားပဲလေသူကဟန်တာဝရီပြည့်ရှင်ဆိုတာဘာသဘောလဲ ပညာစိန်ကဒိန်ထဲမှာဓားကိုထုတ်လိုက်သည်ပထမဆောင်ဖြဲလိုက်ပါ ပြီးရင်လက်သုံးတော်လူတစုနဲ့အတူဟန်တာဝရီပိုင်နဲ့ထဲကအပီးထွက်သွားပါဥတာလာဒါဟာဟန်တာဝရီပြည့်ရှင်ဗျမိုင်းတိယာဇနာယာဓိပတိမင်းရဲ့အမိန့်ပဲမဟုတ်ရင်တော့အမိန့်တော်ရကွက်မြတ်ရပါလိမ့်မယ်မင်းမင်းအချိန်တနိုင်ရပါမယ်တကယ်လို့ဟန်တော်ရီတက်တွေမရောက်လာခင်အထိမထွက်ခွာသေးဘူးဆိုရင်တော့ ပညာစိန်နောက်ဘက်တွင်ကိုရံတော်တပ်သားများကဓွားတော်ဖူးဖူးများဖြင့်တမိန်တော်ကိုဝင်းရံလိုက်ကြသည်။ငါတော်မှုဆုံးဖြတ်ပြီးသားပါ။မင်းတို့ရံမှုမလိုပါဘူး။ကဲငါသိင်းရရှိတာတွေသိင်းပြီ။ငါကြုံရင်နေနေပဲအခုပဲထွက်သွားမယ်။ပညာတလဥဆောင်သည်ဟန်တော်ရီတက်များ ရောက်ရှိလာသည့်အခါယာယီတဲနဲစကန်တွင်တမိန်တော်မိဖုရားနင်းသီရီစိတ်ဓာတ်တို့မရှိကြတော့ ပညာစိန်နှင့်တပ်သားတို့သာ ကြံရတော်သည်လွန်ခဲ့သည့်နိုင်ပိုင်းကပင် ကြေးကျုံရင်း90နှစ်သူစင်များဖြင့်ထွက်ခွာသွားကြပြီဖြစ်သည် အရာရာသည်ဥအောင်လာ၏အစီအစဉ်တိုင်းဖြစ်လာခဲ့ဤတမိန်တော်မရှိသည့်အတွက်ထိုယာယီတဲစခန်းတွင်ပင်မူးမတ်များအစည်းဝေးထိုင်ရသည်လက်ရဘိုးကိုမင်းမြောက်ရန် ပြောဆိုကြတော်လဲလက်ရဘိုးကလက်မခံခဲ့ နောက်ဆုံးတွင်ပညာတော်ဥအောင်လာသာဟန်တော်ရီဘီယင်ဖြစ်တင်မြောက်ရန်အားလုံးသဘောတူလိုက်ကြသည် မကြမီစင်ကြားရှင်သမိန်တော်ဇင်းမဲ့သို့ထွက်ခွာသွားပြီဖြစ်ကြောင်းဟန်တာဝရီ မျိုးဆောင်တပ်များထံအကြောင်းကြားလာ၏အကြောင်းကြားစာကိုရသည်နှင့် မျိုးဆောင်တပ်မူတာလဘန်ကရခင်ကဟန်တာဝရီနန်းတွင်ခိတ္တဘီရင်ဖြစ်ခဲ့ဟုသောအဝိုင်းရမနဲကိုခေါ်နိုင်စရင်ခိုင်ကိုယဟန်ဝစ်နေရာမှာထပ်မံခေါ်ယူကာနန်းတင်ထားခဲ့သည်သမိန်တော်နန်းစောကွာသည်ကိုအင်းဝမှသတင်းရသွားလျင်ဘီရင်မရှိသည့်ဟန်တာဝရီကို အလင်းအမြန်လာရောက်တိုက်ခိုက်မိပြီး ရှင်ဘီရင်ထွက်ပြေးသွားသည်ဆိုသောသတင်းကြောင့်ပြည်သူများလက်အောက်ခံမျိုးသားများနေကြားတံများကြာခြောက်ချားကြမိကိုတွေးလျက်ဗညာတလက ထိုသို့ကြံစီခဲ့သည်၃လကြာ1946ခုနှစ်တွင်စစ်တောင်းသို့စစ်ချီသွားသောတံများကိုတုံးစုခွဲက ရှေ့ဆုံးတက်ကိုဗညာတလဒုတိယတက်ကိုညီတော်ဦးအောင်များတတိယတက်ကိုလက်ရဘိုးတို့ကဦးစီကဟန်တော်ရီတို့ချီတက်ခဲ့ကြသည်ဗညာတလဤတံများဟန်တော်ရီတို့ရောက်သည်နှင့် တာလီဘန်၏တပ်များကကျူးဆိုကြသည်မကြမီမကြခနာလူသုံးပြင်ဖြစ်ခဲ့သည့်နဲကိုကဗညာတလကိုလက်အုပ်ချီရှိကိုပြီးထီးနန်းကိုအပ်သည်တပတ်ခန့်အကြာတွင်ဗညာတလသည်ထီးနန်းဥကင်းဖွင့်ပွဲကျင်းပခဲ့ပြီးဗျာမိုင်းသည့်ယာစနာရပတိဘွဲ့ဖြင့်ဟန်တာဝရီပြင်ဖြစ်ခံယူသည်သမီးတော်များရှိသည့်အတွက်ညီတော်ဦးအောင်များကိုအိမ်ရှိဥပယာစာအဖြစ်ချီးမြှောက်သည်ဒုတိယညီကိုဗညာတလဟူသောအမိကိုပင်ထပ်မံခံယူစေခဲ့သည် တမတ်စောပြားကိုတမိန်စောပြားအမည်ဖြင့်မျိုးစားအရာချီးမြှောက်ခဲ့သည်တလပန်းကိုမဟာတေနာပတိယာလူဖြင့်စေဦးစီးချုပ်ဖြင့်ခံလိုက်သည်လက်ရဘိုးကိုမူကားအတိုင်ပင်ခံအမတ်အဖြစ်ထားရှိသည်တမိန်တော်ဤမိဖုရားဟောင်းတမီးတော်ဂမုံးမှာတပင်တိုင်းမင်းသမီးအဖြစ်ချီးမြှောက်ထားရှိခဲ့၏ဝီဇာသည်လည်းဟန်တာရီစိတ်ကမ်းမှာကန့်တတ်ကုံများအလုံးကို အခွန်ရပြတ်ပေးရသောတော်ဝင်ပွဲစားကုံတွေကြီးအဖြစ်နန်းတွင်ခါစားပြုလိုက်၏ ဥကောင်းငါခတ်သေးစေခန္ဓာကိုယ်ကခတ်အောင်ပါသူချင်းရင်းနဲ့ဝေတွားနေသူဤအနေထားကို ကိုသိန်းသခင်ကအသေးချာအကဲခတ်နေဤ1946ခုနှစ်အယုဒ္ဓယာတန်တမန်များ မရောက်မီကာလကပင်ဖို့သုံးမူတဖို့မီးတောက်မီဟုသောမင်းလောင်းတပေါင်ကအင်းဝတွင်ခေစားလာခဲ့သည် အင်းဝပြက်ကင်းစီတို့ဥတီနေသည့်တပေါင်များခေစားလာပြီးသည့်နောက်မဟာဓမ္မရာဇာဓိပတိမင်းသည် အနီးအနားနိုင်ငံများမှရှင်ဘီရင်များနှင့် မဟာမိတ်ဖွဲ့ရန်အတွက်တန်တမန်များစီလို့ရန်ပြင်ဆင်ခဲ့သည်1940ခုနှစ်ဟန်တာဝရီတွင် စင်ကြားရှင်နန်းတက်ပြီးနောက်အယုဒ္ဓယာသို့ထွက်ပြေးခိုးလုံသွားသည်အင်းဝလက်အောက်ခံမௌဒမမျိုးသားမင်းရဲရဲစသူနှင့်ချိန်ထားကအယုဒ္ဓယာသို့အင်းဝတန်တမန်များစီလို့ခဲ့သည်1946ခုနှစ်ဒီဇင်ဘာလတွင်အယုဒ္ဓယာမှာဖရာသိတိတူထွန်အမတ်ကြီးဦးဆောင်သည့်အမတ်များအင်းဝသို့ရောက်ရှိလာကြသည် ထိုချိန်တွင် ထီနံအပြောင်းလဲဖြစ်ကားသာဖြစ်သည်ဟန်တာဝရီသည်အင်းဝါနှင့်ရုတ်တရက်၏ဆက်ဆံရေးအခြေအနေကိုစိုးရိမ်တကြီးစောင့်ကြည့်နေခဲ့သည်ဟန်တာဝရီသည်စီရေးရအင်းဝါနှင့်ရုတ်တရက်တို့ကြားတွင် ရှိနေသောကြောင့်အယုဒ္ဓယာတန်တမန်များအင်းဝါတို့ရှိနေစဉ်အင်းဝါတို့မတိုက်ရန်ဆုံးဖြတ်လိုက်သည် ထို့အခြေအနေကြောင့်အင်းဝါသည်စစ်ပွဲများမှခိတ္တငြိမ်းချမ်းနေ၏ဖို့တို့ငြိမ်းချမ်းနေချိန်တွင်တပေါင်များပေါ်ထွန်းရာဖို့တုံးပုံမှ မင်းလောင်းဆိုသူများကိုစစ်ဆေးရန်မဟာဓမ္မရာဇာဓိပတိက ကိုသိန်းသခင်ကိုတာဝန်ပေးလိုက်ခြင်းဖြစ်သည်ကိုသိန်းသခင်သည်အုပ်ဖို့မှကုံနေအိမ်မှာအခိုင်အလုံဖြင့်ပုံကန်နေသည်ဖြင့်စစ်ဆေးရန်အခွင့်မသာခဲ့နဂဘူရွာမှနဂဘူမင်းသားခေါ်ငတာကြောက်ကုန်မူသူဤခြေရင်းသို့ယခုခေါ်ယူခဲ့ခြင်းဖြစ်သည်ငတာကြောင့်မောင်မင်းကဘိုးတော်နောက်ဘက်လုံမင်းကြီးရဲ့အနွယ်တော်ပါလို့ဆိုရဲဆိုဟုတ်စား ငါသားကြောက်မှာဆက်ကနေတုံသွား၏ဆက်ဆက်ကြည့်လျင်တော့ဘိုးတော်မင်းတရားကြီးအဆွေတော်တော်ဆက်ယုံမှာဖေဟာကိုသိန်းသခင်ကကိုဝါလျက်ကပြုံးလိုက်သည်အေးပါနှစ်ပေါင်းရာချီနေတဲ့သူကိုဆွေမျိုးဆက်ရတော့ဘလို့ဆက်ဆက်ရတာပါကဲစိုးစမ်းပါဟိုရှင်မင်းလောင်းကြီးလို့ပြောနေကြတာဆိုမခံယူဝင့်ပါဖေဟာကောလာဟာလာတွေပါကိုသိန်းသခင်ကရှယ်လိုက်သည် ခေါင်းသေးကိုကြီးနဲ့ဘီရင်လောင်းအဖြစ်အချိန်ဘလောက်စီးမတော့ငါသိကြပါပြီကိုသိန်းသခင်ကလက်သုံးတော်တရှိကိုထုတ်လိုက်ပြီရွှေနှကောင်းငတာကြောင့်မှာအလန်တရားပြည့်ခြေဘွားကိုနှစ်ဖူးပြည့်အချိန်ချင်းလာထိသည်မဝွန့်စားဝွန့်မှာအရှင်းမှုတော်ကိုထမ်းဖို့ပါအရှင်းကြုံပါအိတီကနဲ့ဆိုတာမတန်မရာမန်းသေလန်းကိုစောစောမြန်းရတတ်တယ်ကွဟုတ်ပြီလားမှန်ပါမဝင့်ကြောင်းပါသွားတော့ကြီးငတာကြောင့် ငါသားကြောက်ကလက်အုပ်ချီလေးရဲ့နောက်ဆုံးဟာထွက်သွား၏နောက်တယောက်ကဟိုမုံဆိုးမှုစည်းမဟုတ်လားဒင်းကိုခေါ်ကြည့်ငမျက်စံစည်းရုံငမျက်စံကအဆောင်အပြင်ပသို့ထွက်သွားသည်ခဏကြာတွင် အောင်စီရဝင်လာ၏ကိုသိန်းသခင်အားဒူးတောက်ကဝင်သွားလာ၏အောင်စီရအရင်ကလိုလူငယ်လေးမဟုတ်တော့ပဲကိုမင်းကောင်းကြီးတော်ဖြစ်နေပြီပေါ့မှန်ပါ အောင်စီရကလက်အုပ်ချီလေးရခေါင်းပေါ်လာသည် ရင်အုပ်ကိုဖြန်ကားလျက်ကိုသိန်းသခင်ကိုခတ်မှတ်မှတ်မောကြည့်လိုက်ခြင်းဖြစ်သည်ရှင်ဘီရင်လောင်းဆိုအင်းဝရှင်နန်းတော်မှာမဟာဓမ္မစာဓိပတိဘင်ရှိနေသည်များကျွန်တော်မျိုးရှင်ဘီရင်လောင်းမဖြစ်နိုင်ပါကျွန်တော်မျိုးမှမဟုတ်မိသူမှရှင်ဘီရင်လောင်းမဟုတ်ပါဖေဟာနေ့မှလူသူဆွေမျိုးအင်အားကတောက်နေဆိုနင်းတို့မုံဆိုးကိုထန်းလုံးမျိုးကလည်းနာမည်တော်ကြီးနေတာပဲမှန်ပါအင်းဝရဲ့အယံမျိုးတက်အဖြစ်တာဝန်ယူပေးုံမှာ မိုးဆိုးပုံလုံးုံရင်ဟာအင်းဝတ်လုံးုံရင်မို့ကျွန်တော်မျိုးစူးစမ်းတိဆောက်ခဲ့တာပါအင်းမင်းကိုမြင်တော့လူစားကိုတော့တတိရတယ်ငချစ်မျိုးတို့မင်းတို့လူစားတို့ငါကိုတော့စသည့်ရင်ကငယ်ကြသေးတယ်နော်အခုတော့လေမင်းတို့ချင်းရောကြီးရောကရှင်မင်းစောနန်းတယ်လို့ပြောနေကြပါကလားအောင်ရရကမိသူမြမတုံပြန်ဟဲ့ပြောစမ်းပါဦးမင်းကရှင်မင်းဖြစ်ချင်တာလားရှင်မင်းလောင်းဆိုတာ ဖေတန်ဟိနော်အခုကာလမှာဂုံချောသွေးထိုးပြောကြတဲ့စကားကောလာဟာလာတပေါင်းစကားတွေကိုသာလိုက်စနေနာကောက်ပြီးအပြစ်တန်ခတ်ရရင်တနိုင်ငံလုံးကယောက်ျားသားတွေအကုန်တတ်မော့တာဖြစ်တော့မယ်ဖေဟာကောလာဟာလာနဲ့ကိုအောက်ကရွာခေါင်းဆောင်တယောက်ကိုတတ်မယ်ဆိုလေကျွန်တော်မျိုးကရင်ကော့ပေးရုံပါပဲဖေဟာကိုသိန်းသခင်ဤမျက်နာတည်သွားသည်အင်းအောင်စီယာအောင်စီယာကဲမင်းပြန်လို့ရပြီ အောင်စရာကလက်အုပ်ချီလေးရနောက်ဆုတ်ခါထွက်သွားသည်ငမက်စံဒီနားလားဩမှန်ပါဒီတယောက်ကတော့ခေသူမဟုတ်ဘူးငါတို့တူနေတဲ့မိုးစိုးပုံမှာယာယီနန်းဆောက်ပြီးကိန်းကန်ခြေထားမှဖြစ်မယ်စီစဉ်ရရှိတာကိုစီစဉ်တာတော့အခန်း20ဆက်ရ